ြီးလေးလည်းဖုန်းပြောပြတယ်မမနေကောင်းလားမေးတဲ့အခါကျတော့မမကတော့ဖုန်းဆက်တဲ့အခါလည်းတော့မောတာပဲရှိတယ်ကျမ်းမာကြီးကတော့ကောင်းပါတယ်တဲ့သူနေမကောင်းနေကောင်းတယ်အငဲအဆက်တွယ်လေးတော့အငဲလို့ပဲဒါပေမဲ့ဒီနေ့ဖုန်းဆက်တဲ့အခါကျတော့အတန်လေးတော့နည်းနည်းမမာလေးပါပဲနေကောင်းပါတယ်အဲတချို့ကျတော့စိတ်ဆင်းရဲတဲ့လူတွေဟဲတော့ကအများတဲ့လူတွေအရာပေါ့နော်အဲမဖြစ်ပါစေနဲ့စုတမ်းတဲ့အခါကျတော့တကယ်လည်းလူတွေလည်းဖုန်းဆက်ပြီးမေးတဲ့အခါကျတော့ဟိုမဖြစ်ပါဘူးမမဟာဟာမမနေကောင်းတယ်ကျမ်းမာပါလေရှင် တ်ကဲ့မမမင်္ဂလာပါရှင်။အော်မမရဲ့တင်ရကြတော့ကိုကိုတိုင်ကြားခဲ့တဲ့အချိန်ကကြတော့သူစိုးရင်ထိတ်လန့်သွားပေါ့နော်။စိုးရင်ထိတ်လန့်တော့တငယ်ချင်းမိတ်ဆွေတွေကလည်းလမ်းအောင်ဆက်တယ်။မမကဒီလိုတင်နေတက်နေတယ်ဟုတ်လားဆိုပြီးတော့မင်းညတိုက်သေးရပေါ့နော်။အားနဲ့လီလီယာမမရဲ့အသိမိတ်ဆွေကိုဖုန်းနဲ့ဆက်တဲ့ခါကြတော့မဟုတ်ဘူးဆိုတော့လီလီယာအေးချင်းချင်းလေးပေါ့။နောက်နေ့မနေ့ကြတော့အဲ့လိုအဲ့လိုပြန်ပြီးတော့လှမ်းဆက်ကြတာပေါ့လေ။လှမ်းဆက်တဲ့ခါကြတော့လီလီယာ မမကိုဖုန်းလန်းခေါ်တယ်ဖုန်းလန်းခေါ်တဲ့အခါကျတော့မမညီကောင်းလားဆိုတော့အတန်လေးကြားတဲ့အချိန်မှာမလေးရနည်းနည်းစိတ်ချမ်းသာသွားတယ်ပေါ့နော်ဟိုကျန်တဲ့အချိန်တော့မမကိုမေးတော့ပါခင်မမို့တိုင်းတာတော့ဟိုမိဘနဲ့သားသမီးလိုပဲဖုန်းဆက်သွယ်ရှိတယ်ညီကောင်းလားမေးတယ်အလုပ်တွေပြင်ပမှန်လောက်တဲ့အခါကျရင်စေးတောင်းတော့အဲဘမကိုဟိုသာဖြတ်တန်းရတဲ့ဟာတွေအများကြီးတုံတင်လာနေတယ်တုံတင်နေဆုံးမရည်လဲဆုံးမရည်ပေါ့မမဟုတ်ကဲ့ မမအလားပါနဲ့ပတ်သက်လို့ဆိုမမကိုတောင်းဝင်ကြီးဆရာတော်မလို့သူ့ရဲ့အလားပါကိုသူ့ဟာသူထိမ့်သိမ့်တယ်သူဘာဝိရလှတယ်ဘလို့စင်သူ့ကိုသူဟိုတင့်တယ်လှပါတယ်ဆိုတော့သူ့ရဲ့အထက်ကြောင့်ထွထွတူတူလောက်ဆရာတော်ဒါပေမဲ့မမဆရာအခုပြောတာပေါ့သူ့အလားပါတဲ့သူဒီနေ့လည်းဖုန်းပြောဖြစ်တယ်မမနေကောင်းလာမိတဲ့အခါကျတော့မမကသူဖုန်းဆက်တဲ့အခါလည်းသူမောတာပဲရှိတယ်ကျမ်းမာကြီးကတော့ကောင်းပါတယ်သူနေမကောင်းနေကောင်းနဲ့အငြင်းနဲ့အဆက်အသွယ်လေးတော့အငြင်းလို့ပဲဒါပေမဲ့ဒီနေ့ဖုန်းဆက်တဲ့အခါကျတော့အတန်လေးတော့နည်းနည်းမမလေး လေးပါပဲနေကောင်းပါတယ်ဟိုမမကိုချစ်တဲ့လူတွေကဟိုတကယ်ကိုဒီဟိုချစ်ခင်တဲ့ပြိတ္တတွေပေါ့နော်တကယ်ကိုစိတ်ပူပြီးတော့တချို့ကမေးကြတယ်တချို့ရတာတော့ကောင်းမအောင်မှာဟိုဆူတောင်းတဲ့ပုံမှာဖြစ်ပါစီနေဆိုပြီးတော့အဲအဲ့လိုမျိုးပေါ့တကယ်ကိုမမကိုချစ်ခင်တဲ့ပြိတ္တတွေအများကြီးဆိုတဲ့အရာတော့ ကိုအတွက်ကိုလိမ့်ရတဲ့မင်းသမီးကတကယ်ကံတွေမင်းသမီးဆိုတော့လေကိုလည်းဒီကိုချစ်တဲ့လူပညာရှင်တယောက်ဖြစ်တဲ့အခါကျတော့ဒီလိုဖြစ်မှာစိတ်ပူပြီးတော့ comment တွေလိုက်ဖတ်တယ်ဖတ်တဲ့အခါကျတော့ဟိုဆိုရင်တော့ကအဲတချို့ကြတဲ့စိတ်ဆင်းရဲတဲ့လူတွေဟဲတော့ကများတဲ့လူတွေအရာပေါ့နော်အဲမဖြစ်ပါစေနဲ့ဆိုကြတဲ့အခါကျတော့တကယ်လည်းလူတွေလည်းဖုံးဆက်ပြီးမေးတဲ့အခါကျတော့ဟိုမဖြစ်ပါဘူးမမဟာဟာမမနေကောင်းနေကြမှာပါလေရှင်မမ80ကျော်ပြီပေါ့နော်80ကျော်ပြီ89ဆိုတာမှားတယ်80ကျော်ပါပြီ ဲ့ဒီသတင်းတက်တဲ့အခါကျတော့မီဒီယာလေးကိုထွေးထွေးပြီးတော့ပုံသွားတာပေါ့နော်ပူတယ်ဆိုတာကတော့ဟဲဟိုအသက်ကြီးအသက်ကြီးအသက်လည်းကြီးနေပြီပေါ့နော်တကယ်မဖြစ်ပါစေနဲ့ဆိုတဲ့အရာနဲ့လိုက်ရှာတယ်ရှာတဲ့အခါကျတော့ဟိုခင်တန်းနုွယ်လုံသတင်းဆိုတဲ့ဟာတော်တော်မှခင်တန်းနုလို့ရိုက်ရှာလိုက်လို့ရှင်ွယ်လုံသတင်းဆိုတာအမြဲတလား ဖက်လာတဲ့အခါကျတော့ဟိုဟိုနှိပ်ချလိုက်တဲ့အခါကျလို့ရှိရင်အဲဟိုကွယ်လွန်တဲ့အရာတွေကိုဟို face တွေကတင်လာတာတွေ့ရပေါ့နော်ကိုလည်းစိတ်ပူပြီးတဲ့အခါကျတော့ဟိုမမရဲ့အတိမိတ်ဆွေကိုလမ်းပြီးဆက်မိတယ်ဟိုဒါကတော့တရင်အမပေါ့နော်ပူပြီးတည်ကြတော့လေကမမကိုဓာတ်ရိုက်လမ်းဆက်တဲ့အခါကျတော့မမရဲ့အတန်ကိုကြားတဲ့အခါမှာဩဒီတရင်ကမဟုတ်ပါလားဆိုပြီးတော့ပေါ့ ဒီကလည်းဒီ page တွေကပေါ့เนาะတင်နေဆိုတော့လည်းကိုယ်လည်းမသိဘူးပေါ့ဒီဒီသတင်းတက်လာတဲ့အခါကျတော့မကိုယ်လည်းစိတ်ပူပြီးတော့ပေါ့เนาะဟိုအမြဲတမ်းအဆက်အသွယ်ရှိနေတဲ့အခါကျတော့မမနဲ့လေကတော့ဖုန်းဆက်ကလေးတော့ရှိရဲ့အဲ့ဒါလေးပေါ့ဘယ်နေ့ပဲရှင်းတော့ဆုံးဖြတ်လာလေဟောမမကဟိုတွေ့ချင်တယ်ဆိုရင်တော့တွားချစ်တွေ့လို့ရပါလဲကိုယ်လည်းမအားတဲ့အချိန်နဲ့တခါကျလို့ရှိရင်မမရေတမိလာခဲ့မယ်ဆိုလို့ရှိရင်လာခဲ့တဲ့အချိန်မီးပေါ့เนาะအဲ့လိုပါပဲမမနဲ့ကျတော့တွေ့ချင်တဲ့အချိန်တော့ဒီလိုတွားတွေ့လိုက်တာပါပဲရှင်ခင်မမရှိတာအရင်2018 လောက်ဆိုလို့ရှိရင်တော့တော်တော်နှစ်ချပါပြီ2025ထိဆိုလို့ရှိရင်9နှစ်လောက်ကျော်ရှိပါပြီ။သူကပြိတ္တတရဲ့အကြောင်းအမြဲတမ်းမေးရပေါ့နော်အဲအခုအခုလီလီကမိတ်ကပ်သားလိမ့်ပြီးရှူတင်နေသွားပြီဆိုလို့ရှိရင်ဘယ်မင်းသမီးလိမ့်နာလဲဘယ်မင်းသမီးနားလိုက်တာလဲသူအဲ့ရလေးတော့အမြဲတမ်းသူကအဲ့လိုမျိုးမေးတယ်ပေါ့နော်မမပြီးတော့ပြိတ္တတကဘလို့ချစ်ချောင်းပြိတ္တတဘိုးပေါ်မှာဘလို့ဟိုပြောဆိုရမယ်ဆိုတဲ့အရာလေးရအစားပေါ့နော်သူကနော်အဲအဲ့လိုမျိုးသူပြောလိုက်တဲ့ တကားတိုင်းမှာဒီပြိတက်ကိုချစ်ချောင်းနေပါတဲ့အခါကျတော့အော်ဒီပြိတက်တွေပေါ်မှာသူဘလို့တန်ရုံးတင်ရှိတယ်ဆိုတာသိတာပါလေ။မမတရညာတော့အမဟုတ်ပါဘူးပေါ့နော်။ဒီနေ့ဒီနေ့ပဲမမနဲ့ဖုန်းလမ်းဆက်ပြီးတော့မမသူဟိုတာမောတာနဲ့အဲနည်းနည်းတစ်ခါကျလို့ရှိရင်ဒီနေ့ထိုင်မကောင်းလာပါပဲ။စံနာတော့ဘာမှမဖြစ်ပါဘူး။ဖုန်းဆက်တာလည်းအတန်လေးရတော့မမပါပဲရှင်။ပုံမှန်တိုင်းပါပဲခါ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။